ဟုတ်ပြာဥတင်ပါလေဗျာတွေ့တော့ဟိုဘိုးတို့ဒီဒီဟိုငလင်းကြီးစဖြစ်နေကြဘိုးမနာမနေလိုက်ပြီးတော့စူးစမ်းပန်းလုပ်နေတွေ့ရပါတယ်ဗျာအဘိုးဘာတွေဘာတွေလောက်ထားခဲ့တယ်ဘယ်လိုရောက်စဖြစ်တဲ့နေရာမျိုးဘိုးဘယ်လိုရောက်မှုတွေတွေ့တော့သိပြစီဗျာတကယ်ပြောရင်ဘိုးဘိုးငရင်လှုပ်တဲ့နေရာဘာမှသိဘူးအဲ့ဒီနေရာမှတ်မှတ်ရရ28ရက်ကနေရဘိုးဘိုးတို့ဘီဘီဆိုင်ရာထေရဝါဒဗုဒ္ဓသာနာပြုတက္ကတူမှာလဲ PhD entrance ဝင်ခွင့်ရှိတယ် နိုင်ငံသားတွေရောမြန်မာတွေရောရဟန္တာကတိလရှိနေရောအဲ့ဒါတနာကြီးမှစမှာဟိုမော်ဗီကဆိုရပထမပြန်ဓမ္မစရိယဆာမီဝဲကြီးကြတော့အဲ့ဒါက7နှစ်ရစမှာအဲ့တော့ဘုံမောဇမွေးနှစ်ခုကဆက်ဆက်ဟိုဘောကုတောင်ဝန်ရှိတော့ဟိုဘက်ကိုစော်ဦးသွားလိုက်တာ7နှစ်ရဆုံးစားပြီးမှသွားတာပေါ့သွားတော့ စာပြေဌာနနေရာရွှေ့ထားတာမသိပဲနဲ့ကားလမ်းမသွားလို့ကိုွေးလိုက်တဲ့အချိန်မှာလှုပ်တယ်လို့ထင်ရတာပေါ့လေကိုလည်းမသိပါဘူးချောင်းရောက်တော့အိဒါနာဘိမှရောက်တော့ဆရာတော်မော်ဘီစာမေးဝဲဩဂထဆရာတော်ကစီးရီလုံမူးနေတော့ဆရာတော်ဘာဖြစ်လို့တော့ငရင်လှုပ်သွားတာငရင်ဘယ်တော့ကလှုပ်တာတော့ပေါ့ဆိုတော့အခုပဲလှုပ်တော့ဥစိကိနာမသိဘူးလားတော့သိဘူးဖျားလို့ ဲ့လိုပေါ့တချို့ဆိုအံ့စရာကောင်းတာငရင်လှုပ်လှုပ်လှုပ်မန်းတော့မတိလိုက်ကြတဲ့လူတွေလည်းရှိတယ်လေသူအနှိဋ္ဌာယုံမကြုံရရင်ကောင်းတာပေါ့လေအိဋ္ဌာယုံပဲကြုံရစီခြင်းတာလောကမှာအဲအဲ့ဒီအချိန်မှာတီတူကျေးဇူးတော်ရှင်တီတူဆရာတော်ဘုရားကြီးကတပည့်တွေကိုငရင်လှုပ်ပြီးတဲ့ကြားကလေးကတဏှာကြီးလောက်ကလေးကဆရာတော်ကြီးကစကိုင်းပြန်စကိုင်းပြန်နဲ့ပြောတာ ဆရာဘုရားရဲ့ဟိုမှာမျက်စိခွဲနေတာလေအဲ့ဒါနဲ့ဒီကဘာကြီးကောတို့ဘာတို့ကိုအကြီးတွေရောအငယ်တွေရောနောင်တော်ညီတော်ဥစေကနာဥစေကနာပြင်ထားနေတော့ပြင်ထားနေတော့နောက်စကိုင်းကညီတော်မောင်မျက်စက်ကြအကြောင်းဝဆရာတော်ကလည်းနောင်တော်ကြီးလာပါဦးလာပါဦးအကုန်လုံးပေါ်လီဆက်ကြတာဖုန်းနေနဲ့ဖုန်းနေရတယ်တကယ်တမ်းကြတော့လိုင်းမကောင်းတော့ဦးဖြစ်သွားပြီတော့ အဲ့ဒါနဲ့အဲ့ဒီနေရာတော့ဘုံမဆာမွေးဝဲနှစ်ခုနဲ့ဘလုံးမတက်လို့မရဘူးလေနောက်နေ့မနေ့၄နာရီမှတက်လာခဲ့ရအဲ့တော့ဒီကစကိုင်းတကယ်မြေပြင်ဘာလို့တလဲဘာလို့တလဲဆိုတော့သူတို့ကဂရိနဲ့ပဲဟိုးအေးရအောင်လုပ်မယ်ဟေ့လို့ဂရိရောပဲဟိုးရောကိုုံုံဘုံမဝလုပ်ပါလေဘုံမတကာရီယာတော်ကြပါလေတော်ကြပါလေသူနေရအနေပို့ပေးတာ အဲ့တော့အဲ့ဒီမနေ့လေးနိုင်ရက်တက်လာလိုက်တာလမ်းအောင်လမ်းသစ်တလူတွေသွားနေရနေပြီဒီစကိုင်းရောက်တော့အဲ့ဒါကြီးတွေဇက်ကူရတာပဲဇက်ကလည်းဇက်ပိုင်ရှင်တွေကလည်းဂျေစုတင်မာလေးလေးအကုန်လုံးကိုဘယ်လိုပြောရမှာမသိဘူးဇက်ဇက်စိတ်ဆိုတာရှိမှမရှိခဲ့တာလေအဲ့ဒါနဲ့ဖုံဖုံတီလူဝတ်ဆရာတော်ဒေါက်တာညာနာဝရလေးနဲ့သူ့ဒါအာကူပြီးတော့သူနဲ့နှစ်ပါးအဲ့ဒါစီစဉ်တော့ဇက်ကူပြစ်တာ အဲ့ဒါည12နာရီဒီအလုံးလုံးကြတယ်ဖုံမွာဟိဟိုလိုပြောရင်တော့တန်းဖြုတ်ကြပေါ့လေရေရီရောစင်သားရောအကုန်လုံးအဲ့ဝီယောဆာအိုးပါလေကုညီအသင်းတွေရောတရက်တည်းမဟုတ်ဘူးနောင်းနေလောက်ရမှာဒါအသက်ရှင်မှုပဲအဲ့ဒီတော့ကတော့ဖုံမွာတော့ဦးစားပေးတာလေနောက်ရက်ကြတော့မသေးကြတော့မသေးကြတော့ဘူးဆိုတော့တစ်ခုစီတစ်ခု step by step လောက်ရတာပေါ့ ရောက်တာနဲ့တီတကူနောင်တော်ကြီးတွေစီမှာအနီးသွားကြတော့ပြီးတော့မှတိုင်မင်တာတစ်အသက်ကယ်ဖို့နေ့အသက်ကယ်လို့မရှင်းနိုင်တော့ဘူးဆိုတဲ့အချိန်ကြီးရောက်ရင်တက်ဘော်ဒီကယ်ဖို့အဲ့ဒါပြီးမှတာရှင်းနေလို့ပါမှာဒီအဲ့ဒါမျိုးတော့မူအကျမ်းချတာဒါမဲ့ရောက်လာတဲ့အချိန်ကြတော့တိုင်းဖုံဖုံတို့လူငယ်တော့ တီတကူဆရာတော်ရဲ့လာမယ်ဆိုလို့မလာပါနဲ့ဗျာတပည့်တော်တို့လူငယ်တော်မြင်ရတာရင်ပါအောင့်နေဗျာငါမျက်နှာလွှဲထားတယ်ဖြစ်မှာပေါ့ငါလာမှာပေါ့ဗျာဆရာတော်မလာပါနဲ့ဗျာဆရာတော်ကုန်စီစဉ်နေတာတပည့်တော်တို့တပည့်တွေအကုန်လုံးနေပါတယ်ဗျာဆိုတာကိုမရဘူးကြီးတက်ချလာတာကဆရာတော်ကြီးအလားတတော်ရွယ်တော်နဲ့လည်းကြည်ပါအောင်ခွဲကိုဆရာတော်ရဲ့မလို့ကိုပြောတာမဟုတ်ပါဘူးအဲ့တော့ဘုံဘုံတို့ခုနအစီအစဉ်တိုင်းပေါ့ အကုန်လုံးတိုင်ပြီးတော့လောက်ကြတာဝန်ကြီးချုပ်ကြီးလည်းတော်ပါတယ်တကန်တိုင်းဝန်ကြီးချုပ်အကုန်လုံးပေါ်လေးတပ်ဖက်ရောနယ်ဖက်ရောရဲရဲတွေရောအကုန်လုံးဝိုင်းလောက်ကြတာပဲဆန္ဒနာကြီးချုပ်အိတ်အောင်ဖုံးဖို့လိုက်ပြောရတာမအိတ်ကြဘူးကိုင်းမဟုတ်ဘူးဒါတို့မဟုတ်ဘူးကလေးတွေမင်းတို့ကောင်းတွေတရက်ထဲမဟုတ်ဘူးလေတရက်ထဲမဟုတ်ဘူးအဲအဲ့ဒါလေးတော့ဖုံဖုံကဟိုလောက်ခဲ့မိတယ်ပေါ့လေကိုမျိုးကိုဒေတာရဲ့မို့လို့တဲကြီးမဲကြီးမဟုတ်ပါဘူး ဘယ်မှာဖြစ်ဖြစ်ဘုံဘုံကတော့နာဂစ်တုံကလည်းတေဒီမေကြီးပါပဲနာဂစ်တုံကတော့ဟိုလိုမျိုးလေးသူ့ကိုတူလေးတစ်ခုနဲ့တစ်ခုအခြေအနေကနာဂစ်တုံကဘုံဘုံကငချောက်အချိုကျော်နဲ့အဆက်ကျော်နဲ့နှစ်မျိုးစီးပဲရှစ်ပြပါကုန်တယ်အထုပ်တွေလောက်ပြီးဘုံဘုံပို့ပြီးတာနေနေတခါတည်းစားလို့ရအောင်ဘလောက်ထိလောက်ပြီးတော့ဆိုတော့အိမ်သာတုံးတဲ့တရင်စာဆက်ကူ ဟိုလိုတ िश ူးတွေမရှိဘူးလေအဲ့ဒါတွေပါလုတ်ပေးခဲ့တာနောက်ဆုံးတော့ဗာနဲ့ပိတ်သွားဆိုထွန်းဆက်အစည်း30အဖုံမလူခဲ့ပြီးတော့ရော့မင်းတို့ယူနှုတ်ယူယူအကုန်လုံးဒါဟိုနာခစ်တောင်ကအတမှန်ပြောတာပါလေဒီလိုအမျိုးကြတော့ဖုံမကမိဘမျိုးယိုးကိုကမနေနိုင်ဘူးတတိမမြေစိတ်ထမင်းစားနေရင်လည်းအဖေကဒီဘက်ကတဲရင်းနဲ့တန်ကြရင်လက်တော့မစီဘူးဆင်းကုန်ပြီဆဲတာအဲ့တော့ဖုံမတို့ကလည်းအဲ့လို ဒါတွေကသွေးပါလာတာပေါ့သူများကူညီတဲ့ဟာဟိုတတ်နိုင်သမျှပေါ့ဒီမှာတော့ကွယ်သူများစိတ်ချမ်းအောင်လုပ်ပေးတာတော့ဟုတ်တယ်မြင်ရတာတွေရှီဟောင်းချောင်းကြီးတွေလေဖုံမှုဆိုတဲ့ကိုယ်ကိုဒီလောက်မြစ်တာကြီးကြမန်းခုမှသိတာအရင်ကဒီလောက်မထင်တာဘူးလေဟာဦးစင်းလေးတပါဆိုဆိုင်ကယ်နဲ့လေလိုက်တာနောက်ကထိုင်ပြီးတော့လေဖုံမှုအတင်းဆွဲညာကြီး၁၇နှစ်ရောက်ကြီးသူတို့ကြောင့်လိုက်ပါ ငိုကြရှာတာကတိနဲ့ချင်းဆရာလေးတွေလည်းငိုကြရှာတာဟိုမှာရုပ်ကလေးကြီးပြီးနေမြင်းနေရတာအဲ့ဒါကြီးကိုအကုန်လုံးဖောက်လုတ်ပြတာပါပဲနိုင်တဲ့လောက်တော့သားရဲ့အကုန်လုံးလေးဖြစ်သွားတာတော့စိတ်မကောင်းစရာဒါမှမလို့တစ်ဖက်ကပြန်ပြောရင်နိုင်ငံသားကေစီလာတဲ့သူတွေကဘုံတော့တွေ့လိုက်သေးတယ်လေစကားလေးပါလေးပြောကြည့်တော့သူတို့အမြင်မှကြားနေတာနဲ့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်နဲ့တခြားစီပဲတဲ့ အဲ့ဒါမျိုးလေးတွေတော့စိတ်ထဲကြည်နူးမိတာမှန်တယ်